နာပါဒကမ္မထံကိုစနစ်တကျရခုသင်ပေးပေါ့နော်အာနာပါနသည်ပါဠိမြန်မာလိုပြောမယ်ဆိုရင်ဝင်လေတွက်လေအဝင်အထွက်အသုံးလုံးတစ်ခုကိုဖြုတ်ရင်မကြမ်းလဲအဖို့ဖို့ဘာဘာလေးပဲမှတ်ထားပါနော်အဲ့ဒီလေကိုရှုမဲ့ယောဂီဒီလေနဲ့တမာတိထူတော်မဲ့ယောဂီဒီဒီအကျင့်ကိုအကျင့်မဲ့ပုဂ္ဂိုလ်ဒီကြိုတင်ပြီးတော့ရှောင်ကျင်တဲ့အချက်မှာချင်းရှိတယ် ပတ်တိမျက်စိတော့မိတ်ထားပါလေဒီဝင်လေထွက်လေကိုလိုက်မရှာပါနဲ့ဒီလေကိုသိဖို့ရန်အတွက်ရှာပြီးတော့သိအောင်မလုပ်ပါနဲ့နံပါတ်၄လိုက်မရှာနဲ့ပြန်မလေးပဲတို့ချင်းတဲ့သမာဓိမျိုးရှာမှာမဟုတ်ဘူးနံပါတ်၄ကလုံးမရှုပဲသူ့လို့သူလုံးနေတာ ။ဘောတရားသူ့လို့သူလုပ်နေတာမှန်သလား။ဒီအနာဘာကမတန်းကိုရှုမှတ်တာလေအားရတဲ့အားရစိုက်ပြီးတော့ရှူး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 နဲ့လုံးမရှူပါနဲ့။လုံးဝကားမြင့်နေတယ်။နမခံ။အဲ့ဒီတော့နမနဲ့ဝင်ရွက်တွေကိုလုံးမရှူနဲ့ပင်မမယ်။လုံးရှူပြီးတော့ငြိမ်သွားတယ်ဆိုရင်လည်းပဲတတိတမာတိပညာဝိရိယတို့ညီညွတ်ပြီးတော့ဉာဏ်ရှင်ပြီးဉာဏ်နာတံပြီးဉာဏ်ရှင်ပြီးတည်ကြည်တဲ့တမာတိတော့မဟုတ်ဘူး။ ်င်မှန်းပြီးတော့မဟန်လို့ငြိမ်သွားတဲ့သမာဓိမျိုးသာဖြစ်ပါလေ။အဲ့ဒီတော့နတ်ပါးနေဘယ်လိုထွက်လို့လုံးမရှိရဘူး။နံပါတ်3ဒေဝတိဖို့ရန်အတွက်သတ်မှတ်ပေးမယ်။အထက်နှုတ်ကန်းဆိုတဲ့နယ်လေးမှာမတိတိအောင်မလုံးနေဒီကမ္မထာနာဒါဆိုကမ္မထာနာပါလေဗျ။ဒီကမ္မထာပေလေးကိုသိရင်ရပါပြီ။ထိအောင်မလုံးပါနဲ့ ်တင်းအောင်လုပ်ရင်မပြစ်ခဲ့မလဲရက်အနေငယ်အတွဲမှာအဲ့ဒီအထက်နှုတ်ခမ်းဆိုတဲ့ဒီနယ်လေးတဝိုက်မစတဝိုက်အထက်နှုတ်ခမ်းတဝိုက်မှာမပြစ်နိုင်လေတင်းလာမယ်မာလာမယ်ခဲလာမယ်လေးလာမယ်ပူလာမယ်ဒုက္ခမထောက်ကမဆိုတဲ့သဘာဝဓာတ်ကြီးပေါ်လာတတ်တယ်အဲ့ဒီသဘာဝလက္ခဏာသဘာဝဓာတ်ကြီးပေါ်လာပြီဆိုရင်အာနာပါနကမ္မထံရှုရတယ်အမြဲတမ်းကက်ခဲသွားတယ် အဲ့တော့ကျွတ်တင်ပြီးတော့အတ္တနုဘဆိုတဲ့နေ့ဒီမှာဝင်လေထွက်လေကိုထိအောင်မလုပ်ပါနဲ့သူ့အရှိနဲ့သူ့အတိတ်ကနေဒီလေလေးကိုသိရင်တော်ပါပြီကပ္ပဌာကသိလုံးညံ့လုံးလုံးညံ့ညံ့ကလေးသူ့ရှိနဲ့သူ့အတိတ်နဲ့ရရင်ခြေနှက်လိုက်တော့နံပါတ်၄လေတော့သိပြီဆိုပြီးတော့ ထိမိရှုပဲနဲ့ထိမိရှုတော့တယ်ထိမိရှုသေးတယ်ထိမိရှုတော့တယ်နောက်တတိထိမိရှုသေးပြီရတယ်ထိမိရှုတော့ပြီရတယ်ထိမိရှုသေးပြီရတယ်ထိမိရှုတော့ပြီရတယ်ဒီလုံးမလုံးနဲ့လုံးရမပြတ်မှလည်းရင်ထဲမှာတင်းကျပ်တာမောလာမောကျပ်တာပင်ပန်းတာတက်ရှင်ဘဝဖြစ်နေတယ် ಅದೊಳೆ ಕೈಲ ಮಿಮಿಯೇ ಎಸದಾ ಕಾಂಡಾ ಕಮ ಕೊಟ್ಟಾ ತಾ ಆಪಿ ಅಸೌಗೆ ನಲೋಂಗಿ ಈ ಅಸೌ ನಲೋಂಗಿ ತು ತಬಾವ ನೆ ತು ಟೈಮಿನ್ ನೆ ತು ವೆನ್ಲೆ ಟ್ವಟ್ಟಿ ಕೋ ಫಿಪೋಯ ಅನ್ ಬೆ ಟೈಮಿನ್ ಗೈ ಆಂ ಲೆ ಪಟ್ ನೆ ಲಾ ಫಿಜಿ ಜಾಂ ಚೆನ್ಯನ್ ಲಾ ಲಾ ನಿ ನೈ ನೆ ತ್ವಾ ನೈ ನೆ ತಾ ನೈ ಕೈ ಲೈ ದಿ ಅಟ್ವ ಜಾಂ ಅಸೌಗೆ ನಲೋಂಗಿ ಯಾ ಪೌಮನ್ ಮಲೆ ಪಯ ಯಾ ನೋ ದೆ ಅಟ್ವ ಜಾಂ ဝင်စရာရှိတဲ့တွေအကုန်လုံးဝယ်ခွင့်မရဘူးထွက်စရာရှိတဲ့တွေအကုန်လုံးထွက်ခွင့်မရတဲ့အတွက်ကြောင့်သက်ရှုမဝတော့ပင်မလာတယ်မောလာတယ်ငုံးချက်လာတယ်ဒီလိုဖြစ်လာတယ်ဘာကြောင့်ဖြစ်လာလဲထိမိရှုသွင်းရှုထောက်လုံးတည်အတွက်ကြောင့်ဖြစ်တာဒါကြောင့်တပတ်နေ့ထိမိရှုသွင်းရှုထောက်မလုံးနေနံပါတ် သမပိမာကအထက်နှုတ်ခမ်းဆိုတဲ့နယ်လေးမှာနှကောင်းနှစ်ပေါက်ရဲ့ဆုံးမလေးပေါ့အဲ့ဒီနယ်လေးကိုနှုတ်ပြီးလှုပ်ပြီးနှကောင်းအတွင်းဝါးအတွင်းဝင်သွားတဲ့လေနောက်စိတ်မလိုက်အောင်ဒီနယ်လေးကိုနှုတ်ပြီးထွက်သွားတဲ့လေနောက်လည်းစိတ်မလိုက်အောင်ဝင်လေနောက်ထွက်လေနောက်စိတ်မလိုက်နဲ့အဲ့ဒီဝင်လေထွက်လေနောက်စိတ်လိုက်ရင်ဘာဖြစ်တတ်တယ်လဲပြီးခဲ့တဲ့နေ့ ပြီးခဲ့တဲ့လာပြီးခဲ့တဲ့အဲ့ကအကြောင်းအရာတွေမေ့လျော်နေတဲ့အရာတွေလည်းပဲအတွေးတွေတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုပေါ်လာတတ်တယ်။ဘာကြောင့်လဲ။တမာတိထူထောင်နေတာပြချင်းကြောင့်တမာတိကလည်းအသင့်အင့်ဖြစ်နေတာပြချင်းကြောင့်အဲ့ဒီအတွေးတွေပေါ်လွယ်နေပေါ်နေနော်။အဲ့ဒီတော့ဝိညာဉ်နောက်ထွက်နေတော့လည်းစိတ်မလိုက်ရဘူး။တိုင်းရင်စိတ်ပြန့်မှုကိုအားပေးရတယ်ရောက်တယ်ပေါ့။ အဲ့ဒီတော့ရှောင်ကျင်ရမှာဘယ်နှချက်ရှိလဲဟာဖြစ်နံပါတ်1လိုက်မရှာရဘူးနံပါတ်2လုံးရှိရနံပါတ်3မကြည့်ကြည့်အောင်မလုပ်ရနံပါတ်4ထိတ်ပြီးရှုတွင်ရှုတော့မလုပ်ရနံပါတ်5ဝင်လေရေးထွက်နေအောင်စိတ်မလိုက်ရယောဂီဒီဘာလို့ဆရာကြံလေးလဲဟုတ်ကဲ့ကျွန်တော်တောင်းပုတ်ပုတ်လေးပြောလို့ရပြီဒါဆိုဘာလို့မလဲ အဲ့ဒီအထက်နှုတ်ခမ်းဆိုတဲ့နယ်လေးမှာစိတ်ထားတတ်ဖို့ပဲလို့တော့တယ်ဘယ်လိုနည်းစနစ်နဲ့ထားမှာလဲသင်ညာနဲ့ညှိထားမှာမှန်ကြည့်ဘူးလေကိုယ့်ရဲ့အထက်နှုတ်ခမ်းလေးကိုအာရုံယူလို့ရတယ်ဒါသင်ညာရဲ့သဘောလက်ကလေးတင်ပြီးသုံးသပ်ကြည့်လိုက်တယ်ငါရဲ့အထက်နှုတ်ခမ်းဒီလိုဆိုတဲ့ဒီလိုဆိုတဲ့ဒီသင်ညာလေးနဲ့ထားရမျက်စိပွင့်ပြီးတော့ပစ္စည်းတစ်ခုကိုဒီလိုထားတယ်ဒီလိုမှတ်ထားတယ်ဆိုပြီးတော့ပေးကြအောင်လိုက်လို့မရဘူး ေးအဲ့ဒီအထက်နှုတ်ခမ်းဆိုရင်အပတ်တင်ညာလေးနေတယ်စင်ကလေးထားပြီးတော့ဒီတိုင်းထိုင်နေဒီတိုင်းဆောင်နေဆောင်နေရမယ်စိတ်ရမယ်အခြေခံလားစိတ်ရမလားပူလောင်နေရမလားစိတ်ရလောနေရမလားစိတ်ရထားမလားစိတ်ရထားဒါပဲနောရတဲ့အဲ့ဒါကြောင့်တမာရင်ပြက်ပြီးမှတ်နိုင် ကဲအဲ့ဒီတော့အထက်နှုတ်ခမ်းဆိုတဲ့နယ်လေးမှာစိတ်ကလေးထားပြီးဒီတိုင်းထိုင်ဒီတိုင်းဆောင်အဲ့ဒီဆောင်နေဆိုတဲ့နေရာမှာဘယ်သူပါရမှာလဲတတိပါရမှာဆောင်နေဆိုတာတတိပဲခွဲနေလိုက်ပြီပေါ့အဲ့ဒီတော့အထက်နှုတ်ခမ်းဆိုတဲ့နယ်လေးမှာစိတ်ကလေးထားပြီးတော့ဒီတိုင်းထိုင်ဒီတိုင်းဆောင်ပြီတတိပါရမှာကိုက ဒီထက်နှုတ်ခမ်းဆိုတဲ့နေရာမှာစိတ်ကလေးထားပြီးထိုင်တယ်။ဒီစိတ်ကလေးကဒီနေရာနေပြီးတော့ကိုပြတ်ဖြတ်တန်းလာတဲ့အာယုန်တွေကျက်စားလာတဲ့အာယုန်တွေစီပေါ်တက်ကနက်တက်ကနက်လက်ကအေးမတော်အောင်တတိကလေးနဲ့စောင့်ကြပြီးထိုင်နေပါဒီတိုင်းထိုင်နေဒီတိုင်းစောင့်။ဘာခိုင်းလဲဒီတိုင်းစောင့်ခိုင်းတယ်။ဘာလို့လုတ်ခိုင်းတာလဲစောင့်မယ်စောင့်ခိုင်းတယ်။ရှောင်ကြရမှာပါတယ်လေ။ မာမျိုးဗိုက်ရှာနဲ့လုံးရှုနဲ့မတိတိအောင်မလုပ်နဲ့အင်းကြီးရှုရင်းရှုတော့မလုပ်နဲ့ဝင်လေထွက်လေတော့စိတ်မကိုက်ဘူးအားလုံးကလည်းမတွေးအောင်စိတ်မထွက်သွားအောင်တတိထားပြီးတော့ပဲထိုင်နေပါစောင့်နေပါအကြခင်အတွဲမှာသူ့တဘာဝအတိုင်းသူ့လုံသူလုံနေတာလေမိမိရိပ်စားမိတာနေနဲ့ နားလေလာနေပြီသဘောပေါက်လာနေပြီဒီလေလေးကိုအလိုလိုသိအဲ့ဒီလေကိုစသိပြီဆိုရင်လေလေဆိုတဲ့အစစ်နဲ့ပြန်သွားပါဒါအဝင်လားဒါအထွက်လားစစ်စစ်ဆန်းစစ်တာလည်းမလုပ်ပါနဲ့ထားလိုက်အောင်ပြုစားလေနဲ့ပဲနေပါရိုးရိုးရှင်းရှင်းလေးနေပါဒီလေနဲ့ရင်းနေပြီးတော့တမာရီဖြစ်ပြီးစိတ်ကလေးနေပြီးတမာရီဖြစ်သွားပြီဆိုရင်အလိုလို အာဝိလိပိဒါထွက်နေပြီဝင်လေပဲထွက်နေအလိုလိုသူကသူကွဲသွားနေတမင်ဒါအဝင်လားထွက်လားစစ်စစ်ဆန်းစစ်နေတဲ့အပိုင်းကိုရှေ့ဦးစွာလုံးဝမလုပ်ပါနဲ့ပင်ပန်းလိမ့်မယ်ကမ္မထမ်းကပါလေလေရှေ့ဦးပိုင်းလေလေးနဲ့နေရင်တာဝန်ကျေပါပြီနေနေတိုင်းနေပါအဲ့ဒီလိုမျိုးဒီတိုင်းမတွေးအောင်တတိထားတဲ့လုပ်ငန်းကလေးနဲ့ထိုင်လို့စောင့်လိုက်လို့ ။တဘာဝတိုင်းတဲ့နေရင်းကိုစသည်ပြီးပြီးပြီးတမာရဖြစ်လာ။ပြီးပြီးဆိုရင်လေအခြေခံဘုံကိုမလွတ်လိုက်ဘူး။မတွေးအောင်တတိထားတဲ့နှမန်းကလေးနဲ့ဆက်နေပါ။တတိပေါ်အားကောင်းလာနေပြီ။တတိအားကောင်းလာပြီဆိုရင်တမာတိအေးချင်းညချင်းမြန်မြန်ဆန်ဆန်ဖြစ်သွားနေပြီ။